အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တင်ဆက်နေကြပဲဒီစာအုပ်ထစ်ကနောက်ကျွန်တော်တို့ညဝတီကနဦးမျိုးတိုင်းရင်သားများဒီတမိုင်းစာအုပ်ထစ်ကနေပြီးတော့အဓိကကျွန်တော်ပြောချင်တဲ့နောက်စာမျက်နှာကတော့နော်136နော်136ကိုအဓိကကျွန်တော်ပြောချင်တယ်ဆိုတော့အဲ့ဒီထက်မှာဘာတွေပါလဲနော်အဲ့ဒီထက်မှာဘာတွေပါလဲဆိုလို့ရှိရင်တော့ဒီတောင်မျိုးတွေအဆက်ကွဲတဲ့ဟာနော်အဆက်ကွဲတဲ့ဟာ တို့တို့တို့ခုတက်တိမသိတဲ့ဟာတွေเนาะအဲ့ဒါကိုဒီနေ့ကတော့ highlight လုပ်တော့ကျွန်တော်တို့တို့သိအောင်ပြောချင်တယ်เนาะကျွန်တော်တို့လူမျိုးတွေလည်းအကုန်လုံးသိအောင်အဲ့ဒါကိုပြောပြချင်တယ်အဲ့ဒါကဒီသမိုက်စာအုပ်အထောက်ထားနေမဲ့ကျွန်တော်ပြောမှာဖြစ်တယ်ဒီသမိုက်စာအုပ်ရဲ့နေရာနဲ့36မှာကျွန်တော်တို့သွားကြည့်လို့ရတယ်အဲ့ဒါက2032မှာဖြစ်ပျက်တဲ့ဖြစ်ပျက်ဖြစ်တယ်အဲ့ဒါကတို့တို့ကမျိုးခံလိုက်တယ်เนาะအရင်တော့ကတော့မျိုးမရူစာဆိုပြီးတော့တို့အမျိုးသားနေဆိုပြီးတော့လုပ်တယ်နောက်ပိုင်းမှာတို့တို့က ဒီမျိုးဟာဆိုလို့ရှိရင်เนาะတမိုင်းအထောက်ထားရတော်တော်ခိုင်မာတယ်ဆိုတဲ့ဟာကိုသိတဲ့အခါကျတော့မျိုးမရူစာကိုမရူစာဆိုတဲ့ဟာကိုသူတို့ဖြောက်လိုက်တယ်။နောက်ဖြောက်လိုက်ပြီးမှ၃ချိန်၄ချိန်မြောက်မှာ၄ချိန်မြောက်မှာသူတို့ကအဲ့လိုမျိုးမျိုးမရူစာဂွန်းစာဂွန်းပိတ်နဲ့အဲ့လိုမျိုးထိတဲ့ဟာကိုသူတို့ဖြောက်လိုက်ပြီးနောက်ဖြောက်လိုက်ပြီးတော့မျိုးအမျိုးသားနဲ့ဆိုတော့ဒီဟာကိုပြောင်းပေးလိုက်တယ်။အဲ့ဒါကတမိုင်းရဲ့အထောက်ထားရမျိုးမရူစာဆိုတာ မရှိဘူးဆိုတာသူတို့ကလည်းသိပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးပြောင်းလိုက်ခြင်းဖြစ်တယ်။ဆိုတော့အဲ့ဒီမျိုးတွေဟာဆိုလို့ရှိရင်တကယ့်အစ်စ်တွေဖြစ်တယ်။ကျွန်တော်တို့ကအတုတွေဖြစ်တယ်ဆိုတဲ့ဟာကိုသူတို့ကလက်ခံထားတယ်။လက်ခံထားတော့မျိုးအမျိုးသားတကယ့်အစ်စ်တွေကိုကာကွယ်ဖို့အတွက်သူတို့ပါတီတစ်ခုကိုထောင်လိုက်တယ်။2000နဲ့10နှစ်မှာ2010နှစ်မှာဒီပါတီတစ်ခုကိုထောင်လိုက်တဲ့အခါကျတော့အဲ့ဒီမှာသူတို့ရဲ့နာမည်ကမျိုးတိုင်းရင်းသားပါတီဆိုပြီးတော့တည်ထောင်လိုက်တယ်နော်။တည်ထောင်ပြီးတော့မှတ်ပုံတင်ပြီးတော့ နော်180ရေပေါင်း180နဲ့အကြမှာကျွန်တော်တို့ယုံခန့်လို့ဖွင့်ရမယ်နော်ယုံခန့်လို့ဖွင့်ရမယ်သူတို့မှာစီမင်းစကန်ရှိတယ်ဒီလွှတ်တော်ကိုဝင်တဲ့အခါမှာမေးပြိုင်တဲ့အခါမှာသူတို့ကဒီစီမင်းစကန်တွေရှိတယ်နော်စီမင်းစကန်တွေကဘာတွေလဲဆိုလို့ရှိရင်မျိုးမရူစာတွေကိုအဖြစ်မှန်ကိုဖော်ပြလိုက်တဲ့ဒီစီမင်းစကန်တွေဖြစ်လာတယ်နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်နော်ကျွန်တော်တို့ရခိုင်ပြည်နယ်မှာမြို့နယ်ပေါင်း19မြို့နယ်ရှိတယ်နော်19မြို့နယ်မှာတဝက် တော့ဝက်ဆိုတော့ကိုမျိုးနေပေါ့နော်ကိုမျိုးနေမှာသူတို့ကဘာဖြစ်ရမလဲဆိုတော့ယုံခံဖွင့်ရမယ်။ဒါယုံခံဖွင့်ရမယ်။ပြီးလို့ရှိရင်တော့ party in အားက1800ပဲ။နော်1800မယ်။ပြီးလို့ရှိရင်တော့အဲ့ဒီ party ကရန်ပုံငွေသိန်းပေါင်း100ရမယ်။ဆိုတော့အဲ့ဒါကတတ်မှတ်ချက်ဖြစ်တယ်။နော်တတ်မှတ်ချက်ဖြစ်တယ်။ဆိုတော့သူတို့ကလည်း ဒီ2010နှစ်မှာသူတို့ပါတီထောင်လိုက်တယ်မပုံတင်လိုက်တယ်မပုံတင်ပြီးတော့သူတို့အခွင့်ရတာကရက်ပေါင်း180နော်180သူတို့အခွင့်ရတယ်အဲ့ဒီအချိန်မှာမြို့နယ်ပေါင်း69မြို့နယ်ရဲ့တဝက်6မြို့နယ်မှာယူခန့်တို့ဖွင့်လှစ်ရမယ်ဒီပါတီဝင်ပေါင်း1800ရမယ်တိန်ပေါင်း180ရမယ်ဆိုတော့သူတို့စူးစမ်းကြရတယ်နော်စူးစမ်းကြတော့တိတဲ့အတိုင်းပဲနော်မြို့မလူစားတွေဘာပညာတတ်တွေရှိလို့လဲနော်ဘယ်မှာမြို့တွေမှာရှိလို့လဲမြို့နယ်ပေါင်း69မြို့နယ်မှာ6မြို့နယ်မှာသွားပြီးတော့ယူခန့်ဖွင့်ရမယ် เนาะကျွန်တော်တတိယလေးလည်းအရင်တော့ကဦးစံတောင်တို့ပေါ့เนาะဒီဦးလေးစံတောင်တို့ပါတို့တို့ပါတီထောင်တို့က မြို့တွေမှာဒီအိမ်အောက်မှာပဲเนาะအိမ်အောက်မှာပဲအိမ်မှာဆိုင်ဘုတ်ကတ်လိုက်တယ်เนาะကတ်လိုက်ပြီးတော့အောက်မှာအိမ်အောက်မှာပဲရုံးခန်းလုပ်ရတယ်เนาะအဲ့ဒီအချိန်ခါတုန်းကကျွန်တော်တတိရသေးတယ်เนาะသူတို့အိမ်မှာခဏခဏကျွန်တော်ရောက်ဖို့တယ်ဆိုတော့အိမ်အောက်မှာပဲရုံးခန်းဆိုတော့သူတို့ကမြို့ပေါ်မှာရှိတဲ့ခါကျတော့ချက်တော့မြို့ပေါ်မှာထောင်လို့ရတယ်မြို့ပေါ်မှာနေတဲ့လူတွေဆိုတော့အခုမြို့မရူစာတွေဆိုတဲ့လူတွေကဟိုးမှာနာမည်တော်မှတောင်မြို့လေเนาะတောင်မြို့တောင်မှာနေတဲ့လူတွေကဟိုးမြို့မှာပဲရှိမလဲဘယ်ရှိမလဲเนาะကိုမြို့တွေမပြောနဲ့တမြို့နေမှာတောင်မှသူတို့ထောင်နိုင်မှာမဟုတ်ဘူးเนาะရုံးခန်းကဆိုတော့ အတကိုချစ်ချစ်အပြင်အချက်ပြင်းပြင်းကွဲတာနော်အဲ့ဒီမှာမြို့မှာနေရလို့မရှိဘူးနံပါတ်1နံပါတ်2ကအဲ့ဒီမှာဒီခေါင်းဆောင်တွေလို့တယ်နော်အဲ့ဒီပါတီခေါင်းဆောင်တွေလို့တယ်အဲ့ဒီခေါင်းဆောင်တွေကအဲ့ဒီကိုမျိုးတွေမှာကိုယောက်လို့တယ်ကိုယောက်မှာတယောက်မှလည်းရှိမှာမဟုတ်ဘူးပညာတတ်တွေစေတန်းအောင်တော်မှာနော်အခြားခြားအဲဒါအောင်တော်မှသူတို့သိပါတယ်ဘယ်လောက်ရှိလဲရက်လက်နဲ့ရေတွက်တော်မှသိတယ်။ဒီရက်ရေတွက်ချိလိုက်ရင်တော့နော်၁၀ရောက်ဒီလက်လက်၁၀ချောင်း မပြည့်မနဲ့တူပါတယ်နော်တူပါတယ်ဆိုတော့ကိုကတော့နည်းနည်းပါရှိလက်ရှိမှာပေါ့သူတို့ကမြောက်စားထားတဲ့ဟာတွေတော့ရှိတဲ့ဟာကိုအာမင်းတို့ကမျိုးမျိုးမျိုးအစ်စ်တွေဖြစ်တဲ့အာမင်းတို့ကလုတ်ဆိုပြီးတော့နော်အဲ့ဒီရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်အဲ့ဒီအမျိုးသားပြတိုက်တွေမှာအရင်တုန်းကပြခဲ့တဲ့ကျွန်တော်တို့ရုပ်တွေကိုအကုန်လုံးဖြုတ်ဖြုတ်ပြီးတော့အဲ့ဒီတောင်မြေမလူစားရဲ့ရုပ်တွေကိုထည့် အဲအဲ့လိုမျိုးပုံစံမျိုးတွေပြီးတော့ကမင်းတို့ကအစ်စ်ဖြစ်တဲ့အဲ့ဒီမှာမြောက်ပေးတယ်လူကနှစ်ယောက်နဲ့တစ်ပိုင်းပဲရှိတယ်တကယ်ပါတီဝင်တဲ့ခါကျတော့လူဝင်အားလည်းမပြည့်နော်အဲ့ဒီမှာပါတီဝင်ကတထောင်ပဲရှိတယ်နော်တထောင်ပဲလို့တယ်အဲ့ဒီတထောင်မပြည့်နိုင်ဘူးဆိုတော့သေပြီပေါ့နော်အဲ့ဒါကိုချစ်ချင်အပြင်ကျွန်တော်တို့ကနော်ဒီနေ့ပြောနေတဲ့စကားလုံးကနော်မျိုးဆိုတဲ့လူတွေတောင်မျိုးဆိုတဲ့လူတွေခမီးဆိုတဲ့လူတွေစီစီယုံရှိမှခုနကနော်ပါတီဝင်ပေါင်းကဘယ်လောက်ရှိရမယ်နော် အဲ့ဒီမှာယုံခန်းကဘယ်နှခန်းဖွင့်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကလိုက်ဖွင့်လို့ရမှာလေမဟုတ်လို့ရှိရင်တော့အဲ့ဒီတောင်မြုံမလို့စာတခုတည်းနဲ့ဘလို့မှအဲ့ဒီကိုမျိုးနေမှာကျွန်တော်တို့ကယုံခန်းဖွင့်လို့လည်းမရဘူးအဲ့ဒီမှာလူတွေကလည်းပညာအစင်အတန်းရှိတဲ့လူအဲ့ဒီမှာတွားပြီးနေရလောက်တဲ့ပညာအစင်အတန်းရှိတဲ့လူပတ်စံရှိတဲ့လူမှမရှိတာမရှိတဲ့ဟာကိုဘလို့လုပ်ပြီးတော့ရမယ်လေဆိုတော့ပါတီဝင်လည်းမပြေဘူးသိန်းတရာနော်သိန်းတရာဆိုတော့အရင်ခေတ်တုန်းကတော့နေနေတန်ဖိုးရှိဦးမယ်ထင်ပါတယ်နော်သိန်းတရာဆိုတော့ပါတီတစ်ခုထောင်နေဆိုလို့ရှိရင်သိန်းတရာတော့မှမရှိတဲ့ဟာကို နော်ပါလှုပ်ပြီးတော့ပါတီထောင်ရတာလေနော်တော်တော်ကိုအချက်ကွဲတာပေါ့နော်အဲ့ဒါကိုအချက်ရစေတဲ့ဟာအဲ့ဒါတောင်မျိုးတွေရဲ့နော်အချက်ရစေတဲ့တကယ့်ဖြစ်ရမှာနော်ဖြစ်ရမှာဆိုတော့ဒီစာအုပ်ဖြစ်မှာကျွန်တော်တို့ကြည့်လို့ရတယ်နော်စာမျက်နှာနေရာ36မှာကြည့်လို့ရတယ်အဲ့ဒါတောင်မျိုးဆိုတဲ့လူတွေမျိုးဆိုတဲ့လူတွေကျွန်တော်တို့ခမီဆိုတဲ့လူတွေဒါတင်ခန်းစာပဲနော်တင်ခန်းစာကအချက်ပြန်ပြန်ကွဲတဲ့တင်ခန်းစာပဲနော်အဲ့ဒီမှာပညာတတ်လို့မရှိဘူးမြို့မှာနေတဲ့လူတွေမရှိဘူးပါတီဝင်တစ်ထောင်ကိုမပြည့်နိုင်ဘူးရန်ပုံငွေတင်တရာကိုမရှိဘူး နောက်ကျွန်တော်တို့သတိရသေးတယ်အရင်တော့ကလွတ်တော်မှာတက်တာကိုအိမ်မှာဘလောက်ဘလောက်ဘလောက်ကောက်ရတယ်နော်မရှိတဲ့ဒရစ်ဆန်တွေပါလေရောင်းရောင်းပြီးတော့ထည့်ပေးရတာပဲဟာနော်အဲ့လောက်တော့မှအဲ့ဒီတော့ကနော်တော်တော်အင်အားကောင်းသေးတယ်အဲ့ဒီအင်အားကောင်းတဲ့အချိန်မှတောင်မှကျွန်တော်တို့လူမျိုးတွေအဲ့လိုမျိုးလုပ်ခဲ့ရတာပဲနော်အခုကအဲ့ဒီတောင်မျိုးတဖွဲ့လေးနဲ့နှစ်ယောက်တပိုက်ရှိတဲ့လူတွေကပါတီထောင်ချင်သေးတယ်ဟမ်အဲ့ဒါအရှက်ရတယ်ဟုတ် အဲ့ဒါကသမိုင်းပဲအဲ့ဒီလုတ်ခိတာကသူများသမိုင်းပဲအခုလုတ်တဲ့ဟာမြို့အစ်စ်မြို့တူလုတ်တဲ့ဟာလည်းသမိုင်းပဲနောက်ရေးလာတဲ့သမိုင်းဆရာတွေကသူတို့ကအကုန်လုံးသမိုင်းတရားခံဖြစ်နေသူတို့ပေါ်ပြမှာအခုဒီစာအုပ်မှာတော့မှပေါ်ပြနေပြီတာလဆိုင်တင်ဆိုရယ်သွားပြီတာလဆိုင်တင်ဆိုရယ်ဒီသမိုင်းကိုလုတ်တဲ့ဒီသမိုင်းထဲမှာတော့မှရေးထားတာသူ့ရဲ့နာမည်ကိုကပြေးထုတ်ထားတာနော်ကပြေးထုတ်ထားတာသွားပြီပေါ့သူ့ရဲ့နာမည်နော်လူတော့မသိသေးဘူးနာမည်ကသိနေပြီနော်သိနေပြီထပ်လုံထပ်တည်အောင်မှာနော်ထပ်လုံထပ်တည်အောင်မှာဆိုတော့ဒါကတော့တောင်းမျိုးတွေအချက်ပြင်းပြင်းကွဲတဲ့ဟာနောက်သမိုင်းစာအုပ်ကိုရေးတဲ့လူတွေနော်အဲ့ဒီလူတွေ ိုမပါဘင်းတဲ့ကိုမဖြစ်ဘူးသမိုင်းတရခံတွေအကုန်လုံးသမိုင်းမှာရေးရမယ်အဲ့ဒီလိုလေးကိုဆိုတော့အဲ့ဒါအချက်တရားတွေ꿰တဲ့ဟာနောက်တစ်ခုကနော်ခမီးဆိုတဲ့လူတွေအချက်꿰တာနော်အဲ့ဒါကကျွန်တော်အရင်တော့လည်းတင်ပြပြသားဖြစ်တယ်အဲ့ဒါကကျွန်တော်တို့အရင်တော့ကလွတ်တော်မှာတက်ခွင့်ရှိခဲ့တယ်နော်ဆိုတော့အဲ့ဒီမှာရောက်တော့မပြဿနာတက်လာလဲဆိုလို့ရှိရင်အဲ့ဒီမှာခမီးဆိုပြီးတော့သူတို့ကခွေထွက်ချင်တယ်နော်ခွေထွက်ချင်တဲ့ခါကျတော့အာငါတို့ကမျိုးလူမျိုးနဲ့မတူပါဘူးငါတို့ကခမီးကခမီးတက်တက်ဖြစ်တယ်ဆိုပြီးမှသူတို့ကအဲ့ဒီမှာ ဒီဆက်ဆဲရဲလှုပ်ဖို့အတွက်စုံစမ်းဆက်ဆဲရဲလှုပ်ဖို့အဆင့်အတိတ်တောင်မှရောက်သွားတယ်နေပြီးတော့ယဉ်ကျေးမှုဝန်ကြီးဌာနကနော်တောင်နဲ့စက်တေမှာနိုဝင်ဘာလ9ရက်နေ့ဒေါက်တာတိုးလှနော်ကျွန်တော်အရင်ကပြောပြပြီနော်ဒါအခုဒီဟာနဲ့တစ်ဆက်သေးပြောတာနော်နှစ်ယောက်စလုံးကအချက်ကိုးတဲ့ဟာကိုပြောပြတာနော်ပြောပြတာဆိုတော့တိုးလှတို့ဘူကျော်ငိမ့်နော်ဆိုစဆဲဆဲလေးဆင်းလာတဲ့ခိုင်ရဲ့ပြည်နယ်ဝန်ကြီးပါလာတယ်အဲ့ဒီမှာညချရင်မပါတယ်လူမှုလူဝင်မှုကြီးကြဲရေးတွေပါတယ်ဒီအမျိုးသားမှတ်ပုံတွေကဦးစီးဌာနကလူတွေပါတယ်စသဖြင့်နာမည်တွေအထူးကြပါတယ်နော်အဲ့ဒါကစာမျက်နှာ ဒီတရားနဲ့30နဲ့နှစ်မှာတရား30နဲ့မှာကျွန်တော်တို့ဖတ်နိုင်တယ်ဆိုတော့အဲ့ဒီမှာသူတို့လစ်လာရတဲ့ဆင်းနဲ့เนาะအဲ့ဒီပေါက်တော်မျိုးနေတော့၆တော်မျိုးနေတော့ဂုဏကျော်မျိုးနေတော့ဟုတ်ဘူးတီတော်မျိုးနေတော့အကောင်ဒီတောင်မျိုးမလူစာတော့ဘာတော့ပါအကောင်လုံးသူတို့ဝင်ဆင်းတော့လစ်လာတယ်เนาะအဲ့ဒီမှာစစ်စစ်နဲ့ test လုပ်တယ်เนาะ6 6မျိုးနဲ့เนาะစကားအခေါ်ဝါ6 6မျိုးနဲ့သူတို့အဲ့ဒီမှာ ဆက်တတ်တယ်သူတို့ကိုစစ်ဆေးတယ်နော်အခေါ်အဝါတွေတူကြလားမတူကြဘူးလားတကယ်အရေးကြီးတဲ့မိဘတွေအခေါ်အဝါတွေဆွေမျိုးတွေခေါ်အဝါတွေလာတွေနေတွေရက်တွေစသည်ဖြင့်ဒီဟာတွေကိုနော်ဖော်ပြတဲ့ဟာတွေကိုသူတို့စစ်ဆေးတယ်စစ်ဆေးတဲ့ခါကျတော့ခမီးဆိုတဲ့လူတွေအဲ့ဒီပြောတဲ့လူတွေနဲ့ကျွန်တော်တို့မျိုးပါခံတဲ့လူတွေကအကုန်လုံး100%တူတယ်နော်တောင်မျိုးကြတော့လေးလုံးပဲတူတယ်เนาะ6လုံးမှာလေးလုံးပဲတူတယ်เนาะအဲ့ဒီဖော်ပြဒီသမိုင်းစာအုပ်မှာဖော်ပြချက်ရဆိုတော့အကုန်လုံးတူပြီလို့ပြောတယ်သမိုင်းကိုဒီအခုနကကွဲစင်းလိုက်လာတဲ့လူတွေက နော်ဒီလူမျိုးတွေอ่ะဆိုလို့ချင်းမျိုးမဟုတ်ဘူးလူတစ်မျိုးထက်ကနေပြီးတော့နာမည်နှလုံးပဲရှိတာဖြစ်တယ်ဆိုပြီးတော့သူတို့ပြောလိုက်ပြီဒါပေမဲ့ဒီနေ့ထက်တဲ့ဒီလူတွေနော်အမြင်မှမရပေးဘူးငါတို့ကခမီခမီခမီပဲနော်ခမီဆိုတဲ့လူတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းရင်းသား139မျိုးမှမရှိသလိုနော်ရခိုင်ပြည်နယ်မှာတိုင်းရင်းသား9မျိုးရှိတယ်9မျိုးစလုံးမှာဒီခမီဆိုတာမရှိဘူးနော်ခမွေးပဲရှိတယ်ခမွေးဆိုတာခူမီကိုပြောတာအရင်တော့ကဘလောက်ဝကိုစစ်တွေကအုပ်ချုပ်ခဲ့လို့အဲ့ဒီချင်းလူမျိုးတွေကိုအဲ့ဒီခူမီတွေကိုထိထားတာ ဒီခမီလိုမျိုးတွေမဟုတ်ဘူးနော်ခမီလိုမျိုးတွေအခုမျိုးလိုမျိုးတစ်ထက်ကခမီတွေမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ဒီခမီနော်ခန့်ချင်တဲ့လူတွေနော်သိဖို့လိုတယ်နော်သိဖို့လိုတယ်ဒါအရှက်ရစေတယ်နော်ရှက်ရစေတယ်နော်အခုအရှက်မရဘဲနဲ့အာငါတို့ကခမီလိုမျိုးပါဖြစ်တဲ့ခမီအမျိုးသားနေမှာအာဟိုဖက်ကလူကြီးတွေကနေပြီးတော့ငါတို့စီမှာတက်ပါတယ်မင်းတို့မျိုးလူမျိုးတွေမှာဘာတက်လို့လဲစသည်ဖြင့်နော်အဲ့ဒီမှာ credit ယူပြီးတော့တကယ်အဲ့လိုမျိုးပြောပြီးတော့သူတို့မြောက်တက်နေတယ်နော်မြောက်တက်နေတယ် တကယ်သိချင်လားငါတို့ချစ်တယ်မချစ်ဘူးဆိုတာတကယ်သိချင်လားကျွန်တော်အရင်တော့လည်းပြောပြီးပြီအဲ့ဒီတိုင်းရင်သားခုနှစ်မျိုးထဲမှာငါတို့ကိုခမီးထဲပါလားလို့သူတို့ကိုမေးချေလိုက်ခွဲပြုတ်တယ်ဆိုရင်တကယ်ချစ်တာအခုဒီလိုအမျိုးသားနဲ့တွေမှာတွင်ပေးတဲ့ဟာအဲ့ဒါကချစ်တာမဟုတ်ဘူးအဲ့ဒါကကျွန်တော်တို့ကိုဖြတ်တာဖြတ်တာနော်သွေးခွေးတာနော်သွေးခွေးတာနော်အဲ့ဒါကိုကျွန်တော်တို့သိဖို့လိုတယ်သိဖို့လိုတယ်ကျွန်တော်တို့အချက်တရားတွေလည်းရပြီးပြီတကယ်အပေါ်ကနေပြီးတော့လစ်လာခေးပြီးပြီသူတို့ကငါတို့လူမျိုးကိုလူမျိုးမဟုတ်ဘူးလူမျိုးတစ်မျိုးထက်ကနာမည်နှလုံးမဲ့ဖြစ်တယ်ဆိုတာငါတို့ကိုပြောပြီးပြီ အဲ့ဒါကိုအချက်တရားမရှိဘူးဆက်ပြီးတော့စူးစမ်းနေတော့မယ်။နောက်စူးစမ်းနေတာဘတော်မှလည်းအောင်မြင်မှာမဟုတ်ဘူး။ခုနလိုပဲပါတီထောင်ရမယ်။ဒီဟာကိုရဖို့အတွက်ပါတီထောင်ရမယ်။နောက်ပါတီထောင်လို့ရှိရင်ခုနကတောင်မြိုကိုသင်ခန်းစာယူ။နောက်တောင်မြိုကအချက်ပြင်းပြင်းကိုင်းနေပြီ။သိမ့်ဘလောက်ရှိလဲ။ပညာတတ်ဘလောက်ရှိလဲ။မြို့နယ်ပေါင်း၉ခုမှတဝက်မှဘလောက်ရွံ့ခန့်ဖွင့်နိုင်မလို့ထင်လဲ။နော်၉ကတည်းကပညာတတ်ကဘလောက်ရှိတယ်လို့ထင်လဲ။လူဦးရေကဘလောက်ရှိတယ်လို့ထင်လဲ။နော်ဟုတ်လို့တော်မှာရောက်တဲ့အထိအမှတ်တရရတဲ့အထိကျွန်တော်တို့ကလူတွေရောက်ရမယ်လို့ထင်သလား။ အဲ့ဒီမိခုံတွေကိုပြန်ပြီးတော့မေးပါနော်မေးပါမေးပြီးမှလုတ်တင်လုတ်တင်ကိုလုတ်ကြပါနော်အဲ့ဒါကသွေးခွေးတဲ့ဟာကိုမယုံကြားနဲ့ဆိုတဲ့ဟာကိုဒီနေ့ပြောချင်တာဖြစ်တယ်နော်အချက်တရားတွေလည်းရပြီးပြီတောင်မြေမြူရူစာမပုန်တင်ပြီးတော့သူတို့နော်အဲ့ဒီမှာပါတီဝင်ဖို့လုပ်တယ်မပြေဘူးပါတီဝင်အာမပြေဘူးဘာချက်မပြေဘူးမျိုးနဲ့ကိုခုမှနေပြီးတော့မျိုးခိုင်းတော့မဖွင့်နိုင်ဘူးဒါအဓိကလိုအချက်တွေအခုလက်ဒီလိုပဲအခုမေးပြန်ဖို့လုပ်နေကြတယ်အဲ့ဒါအပေခံရတဲ့ပါတီတွေအများကြီးရှိတယ်ဘာဖြစ်လို့လဲဒီပေတံနဲ့တိုင်းတာလေအဲ့ဒီစင်မစီကန်တွေနဲ့ရိုက်ချတာ ဆိုတော့ကိုယ့်ကိုအရေးချင်းဘလောက်ရှိလဲဆိုတာကိုယ့်ကိုသိဖို့လိုတယ်နော်သိဖို့လိုတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လူမျိုးတွေအမျိုးထဲပဲနော်အားလုံးစေယုံပြီးတော့ကိုယ့်လူမျိုးရဲ့အခွင့်အရေးကိုခုနကလိုချင်တဲ့အခွင့်အရေးတွေကိုနော်ကျွန်တော်တို့ရောက်နိုင်ဖို့အတွက်ကကျွန်တော်တို့စစ်စစ်လုံးလုံးရှိဖို့လိုတယ် ဆိုတဲ့ဟာကိုကျွန်တော်ထပ်ကထပ်ကတော့ကျွန်တော်ဗီဒီယိုတွေအများကြီးလုပ်ခဲ့ပို့တယ်ငါလုပ်ခဲ့တယ်ကျွန်တော်လုပ်ခဲ့တဲ့ဟာကကျွန်တော်တို့ခွေးထွက်ဖို့တယောက်နဲ့တယောက်ရံဖြစ်ဖို့အဲ့ဒီဟာကိုအတိအကဥတီတာမဟုတ်ဘူးเนาะကျွန်တော်ပြောချင်တဲ့အရာဟိုသမ ्या ကတမိုင်းကိုဖတ်ပါတမိုင်းကိုဖတ်ပြီးတော့စီလုံးမုံကိုယူပါနော်အချက်တရားတွေရကြပါကို့အမြင်ကိုကို့အမြင်မှန်ရကြပါနော်ကို့အကြောင်းကိုသိကြပါဆိုတဲ့ဟာကိုသူများတွေမြှောက်ပင်းတဲ့ဟာကိုကျွန်တော်တို့ကနော်သူများတွေသွေးခွေးတဲ့ဟာကိုကျွန်တော်တို့ကလိုက်ဖို့မဟုတ်ဘူးเนาะကျွန်တော်တို့စစ်စစ်လုံးလုံးနဲ့အမျိုးသားအတွက်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာကို လူငယ်တွေအတ္တကလူငယ်တွေဒီနေ့ခေတ်လူငယ်တွေတော်တော်ကိုအမြင်ကြည့်ဖို့လိုနေတယ်။နော်အမြင်မြင်ကြည့်ဖို့ဆိုလို့ရှိရင်နိုင်ငံတကာကိုသွားကြ။နော်ပြည်တွေကိုဖျက်ပြီးတော့သွားကြ။အဲ့ဒီသွားတဲ့လူတွေမှတာလည်းနော်အဒီအမြင်မှန်တော့ရမယ်။နော်သူများတွေဘလို့လောက်ကြလဲဘလို့နေထိုင်ကြလဲနော်ဘလို့တိုးတက်အောင်လုပ်ကြလဲဆိုတဲ့ဟာကိုမြင်မယ်။အတုရမယ်။ဆိုတော့ကိုကဘယ်မှမမရောက်ဘဲနဲ့အဲ့ဒီ North ခွက်ထက်ကရေအိုင်ထက်မှရှိတဲ့ဖားငယ်လိုဖြစ်နေတယ်။နော်ကိုကိုအထင်ကြီးနေကြတယ်။ဆိုတော့ဆေးလုံးချရမယ်။နော်ပေါင်းစည်းချရမယ်။ ို့လိုမျိုးတိုးတက်အောင်လုပ်ချရမယ်ဆိုတဲ့ဟာကိုဒီနေ့ဒီဗီဒီယိုမှာဒီအဖြစ်အပျက်တွေကိုပြောပြပြီးတော့ကျွန်တော်ပြောချင်တယ်เนาะဆိုတော့နောက်နေ့တွေမှာကျွန်တော်တို့ပြန်ပြီးဆုံကြရအောင်